အားလုံးဝမင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါလိမ့်1 Championship ဟာလာမယ့်နှစ်2025ဇန်နဝါရီလမှာကျင်းပမယ်1170ပြိုင်ပွဲကြီးကိုခန်းခန်းနာနာဖြစ်စီချင်နေတာပါဒီပြိုင်ပွဲကြီးမှာရုပ်ရှင်ရိုက်ကူးမဲ့အစီအစဉ်တွေလည်းရှိနေပါတယ်ဒါကြောင့်ပွဲကိုပရိသတ်တောင်းနောက်ဝင်းဆက်နဲ့ Impact Arena တွင်ကြီးထဲမှာကျင်းပဖို့အတွက်စီစဉ်ထားခဲ့တယ်လို့ပရိသတ်စိတ်ဝင်စားမဲ့တွဲဆိုင်တွေကလည်းခြားပြနေပါတယ် ဝမ်ချမရှိကခေါင်းပွဲတွဲဆိုင်နှစ်သွင်းအပြီးမှာရင်မြန်မာဖိုင်တာဆူလင်းဦးရဲ့ပွဲကိုချပြခဲ့ပါတယ်။အဒီနောက်ပိုင်းမှာဆိုရင်တော့နောက်ထပ်မြန်မာဖိုင်တာတအုပ်ဖြစ်တဲ့တန်စင်ရဲ့ပွဲကိုပါချပြလာခဲ့ပြီဖြစ်ပါတယ်။တန်စင်ကသူ့ရဲ့တတိယမြောက်ပွဲမှာတင်ခက်ခဲတဲ့စစ်ဆေးမှုကြီးတစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒါကတော့သူမကျွမ်းကျင်တဲ့ kickboxing ခေါင်းစဉ်အောက်မှာ နမကြီးဖိုက်တာသာခီရူနဲ့ထိုးတက်ခဲ့ရတာပဲဖြစ်ပါလေဒီတစ်ခါထိုးတက်ရမယ့်ပွဲကသာခီရူနဲ့ပွဲလောက်မခက်ဘူးဆိုပေမဲ့လည်းအရန်ကြီးလွယ်ကူမှာတော့မဟုတ်ပါဘူးတန်စင်နဲ့ထိုးတက်သွားရမယ်ဇူရီယန်လက်ကမွေးထိုင်းပွဲပေါင်း300ကျော်ထိုးတက်ထားပြီးတော့အတွေ့အကြုံရင့်နဲ့ဖိုက်တာတူးလို့လည်းပြောလို့ရပါလေသူက1 championship ကို2023ခုနှစ်ဒုံကမှစတင်ရောက်ရှိလာခဲ့တာပါတနစ်ကျော်အသွင်းမှာပင်ကူးပွဲအထိထိုးတက်ထားရတာကြောင့် ပွဲဆက်ထူးခွင့်ရထားတယ်လို့ပြောလို့ရပါတယ်။ဘူပွဲထူးတက်ထားရမှာ6ပွဲကိုအနိုင်ရရှိထားပြီးတော့3ပွဲရှုံးနေခဲ့ရပါတယ်။ဒါကြောင့်မလို့သူ့ရဲ့ one championship record ကတော့အရင်ကြီးအားရစရာအနေထားမျိုးမရှိပါဘူး။တန်စင်ပါဝင်ခဲ့တဲ့ one friday fights 81ပြိုင်ပွဲမှာဆူရီယန်လက်ရဲ့သွေးဆိုင်ကလည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာတော့ဆူရီယန်လက်ကဂျောင်းဆူယိုင်းကိုအမတ်နဲ့ရှုံးနေထားခဲ့ရတာပါ။ သူကအနိုင်ရရှိထားခဲ့တဲ့6ပွဲမှာဆိုရင်တော့ငါးပွဲအထိကိုအလဲထူးပြနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ဒါကြောင့်အလဲထူးပါဝါရှိတဲ့ဖိုင်တာတူဦးလို့တောင်းပြောလို့ရပြီးတန့်စင်အနေနဲ့လုံးဝရှော့သက်ထားလို့မရပါဘူး။ရှုံနေထားခဲ့တဲ့3ပွဲမှာဆိုရင်လည်းအမတ်အဆုံးအဖြစ်ရောက်မှပဲရှုံနေထားခဲ့ရတာပါ။ဒါကြောင့်မလို့မာကုံနဲ့ပြင့်တယ်လို့ပြောဆိုလို့ရပါတယ်။သူကဝမ်မှာပထမဆုံးအလဲထူးပြနိုင်မဲ့သူကတန့်စင်ဖြစ်လာမလားဆိုတော့ ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့မလွတ်တမ်းစောင့်ကြည့်အားပေးသွားဖို့လိုအပ်နေပါတယ်။ One Championship ဟာ2024ခုနှစ်ထဲမှာဆိုရင်တော့အမေရိကန်မှာပြိုင်ပွဲနှစ်ပွဲအထိကျင်းပပြုလုပ်ဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကအမေရိကန်မှာကျင်းပဖို့စီစဉ်ထားခဲ့တဲ့1168ပြိုင်ပွဲကြီးကတော့စီစဉ်ထားသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း November လမှာကျင်းပမဲ့119ပြင်ပွင့်ကြီးကတော့ American မှာမကျင်းပဖြစ်တော့ပဲအပြောင်းလဲတွေဖြစ်သွားခဲ့ရပါလေ119ပြင်ပွင့်မှာဆိုရင်တော့ One Championship ကအနာတူလီမန်လီခင်းနဲ့ Omar King တို့ကပါကောင်းပွဲပေးပြီးခန်းခန်းနာနာကျင်းပဖို့လှုပ်ထားတာပါဒါပေမဲ့လည်းပတနာကိစ္စတွေကြောင့်119ကိုအမေရိကန်မှာမလုပ်ချစ်တော့တာလို့လည်းတည်ထားရပါတယ် ။ဒါ့အပြင်119မှာပါဝင်မဲ့တွဲဆိုင်အချို့လည်းအပြောင်းအလဲတွေရှိသွားခဲ့ရပါလေ။အစတုန်းကတော့အဒီပွဲမှာ Christian Lee နဲ့ Alipa Ransom တို့သူရဲ့ခပလူပွဲကိုလည်းတည်ပြီးထားခဲ့ပါလေ။ဒီပွဲက Christian Lee အတွက်ကာလတစ်ခုကြာမှပွဲပြန်ထိုးရမယ့်ပွဲလင်းဖြစ်ပြီးတော့ဘီတက်ဘီကလည်းစောင့်မျှော်နေခဲ့ရတဲ့ပွဲဆိုရင်လည်းမမပါဘူး159 23ပြန်ပွင့်ရဲ့ဂေါင်ပွဲမှာဆိုရင်တော့ Lightweight Champion Hong Okiri Ryu နဲ့ Tetsu Fighter အလီဘရာဆန်လော့တို့ကဂျာဖြတ်ချန်ပီယံလူပွဲအနေနဲ့ထူးတက်ခဲ့ကြရပါတယ်။အဲ့ဒီပွဲမှာတော့အလီဘရာဆန်လော့ဟာ OK Ring ကိုအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဝိပူနေတာကြောင့်ဂျာဖြတ်ချန်ပီယံတော့ဖြစ်မလာခဲ့ပါဘူး။ဂျာဖြတ်ချန်ပီယံမဖြစ်ဘူးဆိုပြီးမှလည်းဝမ်ချမ်ပီယံရှစ်ကတော့သူ့ကိုခရစ်ယာန်လီနဲ့ပွဲတဲပြီးပြီးတော့ခပ်ပတ်လူခွင့်ပေးလိုက်ပါတယ်။ သူတို့နေအောင်ရဲ့ဘွဲက119မှာပါဝင်လာမှာတော့မဟုတ်ပဲ။လာမယ့်ဒီဇင်ဘာလမှာချင်းပမဲ့159ပြည်ပွဲကိုရွှေ့ဆိုင်လိုက်တာဖြစ်ပါလေ။အမေရိကန်မှာချင်းပမဲ့ပြည်ပွဲမဟုတ်တော့တာကြောင့်1ကသွေးဆိုင်တွေကိုလည်းရှော့ချလိုက်တယ်လို့မြင်ပါလေ။ဝဲဝီးနေတဲ့အချက်က Christian Lee အတွက်အားနည်းချက်လို့လည်းပြောလို့ရပါလေ။အလီပါရော်ဆာလော့ကတော့နဘန်းတမား PP ground game ကိုပိုင်ပိုင်နိုင်နိုင်ကစားနိုင်ပါလေ။ ချုပ်ကပုံဖော်နိုင်တယ်လို့ ground pump နဲ့ပါပြန်ဖက်ကိုတိုက်ခိုက်တပါလိ။ဒါပေမဲ့ Christian League ကလည်း ground pump ကောင်းတဲ့ fighter ဆိုတာမိထားလို့မရပါဘူး။ဒီပွဲကအကျိတ်နဲ့ရှိပြီးတော့မှဂျိုင်းဆိုင်မှုပြင်းထန်တဲ့ပွဲကောင်းတပွဲဖြစ်လာမယ်ဆိုတာသိချနေပါလိ။ Elia Topuria ဟာမကြာသေးခင်ကကျင်းပပြုလုပ်သွားခဲ့တဲ့ UFC 308ဂိမ်းပွဲမှာ Max Holloway ကိုအနိုင်ယူပြီးတော့ Featherweight Champion ခပ်ပကူကောင်းွယ်ပြသွားနိုင်ခဲ့ပါတယ်။ ဘိုက်တန်ပွားမှာတချိန်မှအလင်းထူးမခံရဖူးသေးတဲ့ Max Holloway ကို Ilian Topuria ကတတိယအချိန်မှာအလင်းထူးပြလိုက်နိုင်တာကလည်းတော်တော်လေးကိုအံ့ဩစရာကောင်းပြီးချီးကျူးရမှာဖြစ်ပါတယ်။အခုဆိုရင် Ilian Topuria က Featherweight တန်းရဲ့ Titan Fighter နေရာဖြစ်တဲ့ Alexander Volkanovski နဲ့ Max Holloway တို့နှစ်ဦးစလုံးကိုပါဖြိုပြထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ။ဒါကြောင့်အီလီယာတူကူရီယာကလည်းထုံးစံအတိုင်းပင်ဝိတ်တန်နှစ်ခုရဲ့ချန်ပီယံဖြစ်ဖို့ပြင်မှတ်ထားလာခဲ့ပါပြီ။အီလီယာတူကူရီယာကတော့အစ္စလာမ်မခါချက်ရဲ့လိုက်ဝိတ်ချန်ပီယံခပ်ပကူပြင်မှတ်ထားနေခဲ့တာဖြစ်ပါလေ။အီလီယာတူကူရီယာကတော့သူ့အနေနဲ့လိုက်ဝိတ်တန်ကိုတပ်ဖို့ရောဖေဒန်ဝိတ်တန်မှာချန်ပီယံခပ်ပကောက်ဝဲဖို့ရောအစင်တင့်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုအခုလိုပြောဆိုထားပါတယ်။ ကျွန်တော်ကို UFC က lightweight တန်ကိုတက်စီချင်းနေဆိုရင်လည်းအစင်တင်ပါပဲ lightweight တန်ကိုတက်ပြီးတော့အစ္စလာမ်မခချက်ကိုပထမဆုံးချုပ်ပွင့်နေပွင့်တင်ကြမဲ့သူဖြစ်အောင်လုပ်ကြပါမယ်ဒီလိုမှမဟုတ်ပဲ featherweight တန်မှာဆက်နေပြီးခက်ပတ်ကောက်ွယ်ပြရအောင်မယ်ဆိုရင်လည်းအစင်ပြေပါလိမ့်ဒါကြောင့် UFC ကိုပဲစိတ်တိုင်းကျဆုံးဖြတ်ခိုင်းလိုက်ပါဆိုပြီး Ilya Topuria ကပြောဆိုသွားခဲ့တာဖြစ်ပါလိမ့် Ilya Topuria အနေနဲ့ ချက်ချင်းကြီးတော့ lightweight တန်းကိုတက်ခွင့်ရအောင်မင်းလို့မမြင်ပါဘူး။သူ့အနေနဲ့ featherweight တန်းမှာပင်ခက်ပတ်ကိုထပ်ပြီးကောင်းခွင့်ရအောင်မဲ့အနေအထားမျိုးရှိနေပါလိမ့်။လက်ရှိမှာတော့ Alexander Volkanovski နဲ့မချီပွဲထူးတက်ရမယ်ဆိုပြီးတော့သတင်းတွေထွက်နေပါလိမ့်။ကျွန်တော်အမြင်ရတော့ Elia Topuria နဲ့ Alexander Volkanovski တို့ရဲ့မချီပွဲကတော့ဖြစ်လာဖို့များနေတယ်လို့မြင်ပါတယ်။ ဝမ်ချမရှင်ဟာ2024မှာအမေရိကန်မှာပြန်ပွင့်နှစ်ပွင့်ကျင်းပဖို့စီစဉ်ထားခဲ့တာအလုံးစုံအသိဖြစ်ပါလေ။ဒါပေမဲ့သူတို့ရဲ့စီစဉ်မှုကတော့မအောင်မြင်ခဲ့ပါဘူး။ဒီကရက်လကကျင်းပပြုလုပ်သွားခဲ့တဲ့118ဒါအောင်မြင်ခဲ့တာဖြစ်ပြီးတော့119ကိုတော့ထိုင်းမှာပင်ပြန်ပြောင်းကျင်းပရတော့မှာပါ။ ဝမ်ချမင်းရှင်ဟာအမေရိကန်ဇီးကွက်ကိုထူပေါက်ချင်နေခဲ့တာဖြစ်ပြီးပွဲတော်ပုံမှန်မလုပ်သေးနိုင်သေးတာကြောင့်တိတ်ပြီးတော့မှသူတက်မှုမရှိသေးဘူးလို့ပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့ဝမ်ချမင်းရှင်ကတော့သူတို့ရဲ့အမေရိကန်အိမ်မက်ကိုအခုချိန်ထိလက်မလျှော့သေးပါဘူး။ လာမယ့်2025ခုနှစ်ကျရင်အမေရိကန်မှာပြိုင်ပွဲ2ပွဲအထိကျင်းပမယ်ဆိုပြီးတော့ကြေညာလာခဲ့ပြန်ပါတယ်2024ခုနှစ်မှလို့မဟုတ်ဘဲဒီတစ်ခါကျင်းပမယ့်အမေရိကန်ပြိုင်ပွဲကိုတော့ဝမ်ကအချိန်ချာထားလိုက်ပါတယ်မီလန်ထဲမှာတပွဲနဲ့နစ်ကုံဒီဇင်ဘာကျရင်တပွဲကျင်းပမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံဘယ်မြို့တွေမှာကျင်းပမလဲဆိုတော့ကတော့မကြေညာသေးပါဘူး။ ဒီတစ်ခါမှာအမေရိကန်မှာကျင်းပမဲ့ပြိုင်ပွဲနှစ်ပွဲစလုံးကိုရောစီစဉ်ထားတယ်လို့ဖြစ်လာနိုင်မလားဆိုတာကတော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်သွားဖို့လိုအပ်နေပါလိမ့်။ One Championship ကအန်ဒရီယန်နိုမော်ရစ်နဲ့ဒန်နီကင်ကက်တို့ရဲ့တွဲဆိုင်ကို1169ပြိုင်ပွဲမှာပွဲတည်ပေးထားပြီးတော့ကပ္ပလူခွင့်အတွက်အဆုံးဖြတ်ပွဲလို့ခေါင်းစဉ်တက်ထားပါလိမ့်။တဘိမလေးလက်ရှိမှာဆိုရင်တော့1 championship flyweight champion ကြီး DJ က MMA လောကကနေ အနာယူသွားခဲ့ပြီးဖြစ်ပါတယ်။တကယ်တမ်းဆိုရင်ဒီပွဲဟာလစ်လက်နေတဲ့ချန်ပီယံနေရာလူမဲ့ပွဲဖြစ်တဲ့ပေမဲ့လေဝမ်ကတော့ဒီလိုမလုပ်ခဲ့ပါဘူး။ဒါကြောင့်ဒီပွဲမှာနိုင်တဲ့ဖိုင်တာကတခြားဖိုင်တာတယောက်ယောက်နဲ့ခက်ပတ်ပြန်လူရအောင်မဲ့အနေထားမျိုးတွေရှိနေပါတယ်။နောက်ပြီးဒါကအန်ဒရီယန်နိုမိုရစ်နဲ့ဒန်နီကင်ကန်တိုရဲ့မကြီးပွဲလေးဖြစ်ပါတယ်။သူတို့နှစ်ဦးကပြီးခဲ့တဲ့2019ခုနှစ်တုန်းကထိုးတက်ခဲ့ပြီးတော့ အဲ့ဒီတုန်းကတော့ Andriano Moris ကပဲပထမချီမာရင်ချုပ်ွက်နဲ့ပွင့်သိမ်းနိုင်ခဲ့ပါတယ်။အဲ့ဒီတုန်းက Danny Kinkett ကအတွေ့အကြုံနှုတ်သေးပြီးတော့အခုတော့အများကြီးပြောင်းလဲလာနေပြီဖြစ်ပါတယ်။ဒါပေမဲ့အများစုကတော့ဒီပွဲမှာ Andriano Moris ကပဲအနိုင်ရသွားပြီးတော့ Champion လမ်းကြောင်းပေါ်ပြန်ရောက်လာမယ်လို့ထင်ကြီးတွေပေးနေကြပါတယ်။ Danny Kinkett ကတော့သူ့အနေနဲ့ အန်ဒရီယန်နိုမိုရစ်ကိုအလဲထိုးပြီးမတင်မှတ်ထားတာတွေလုပ်ပြမယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ဒီပွဲအတွက်အကောင်းဆုံးပြင်ဆင်နေပါတယ်။ကျွန်တော်ရဲ့ကြံ့ခိုင်မှုပါဝါဘိုင်းကိုလည်းတူးတက်လာအောင်လုပ်နေပါတယ်။အဓိကကတော့ striking ဘိုင်းကိုတေချာလိကျင့်ပြင်ဆင်နေတာဖြစ်ပါတယ်။ဒူကဂရဖင်းတမဖြစ်တာကြောင့်ကျွန်တော်ကကျွန်တော်တာတဲ့အပိုင်းကိုပင်အဓိကပြင်ဆင်သွားမှာပါ။ ူကလည်းအလဲထူပြပြီးတော့မှခပ်ပတ်ကိုရအောင်လုပ်ပါမယ်ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဒန်နီခင်ကန်အနေနဲ့သူပြောသလိုပဲလုပ်ပြသွားနိုင်မလား။ဒါမှမဟုတ်ရင်အန်ဒရီယန်နိုဘိုရစ်ကပဲအနိုင်ရယူပြသွားနိုင်မလားဆိုတာနဲ့ပတ်သက်ပြီးပြည်သက်တွေရဲ့ထင်မြင်ချက်တွေကဘာလို့ဖြစ်မလဲ။ဒါနဲ့ပတ်သက်ပြီးတော့မှအောက်ကကွန်မန့်မလဲဝင်ရောက်ဆွေးနွေးသွားပြီးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ အဆုံးအထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာလဲအကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစက်ပြီးစူးစီးတင်ဆက်ပြီးတောင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe မလုပ်ရသေးတဲ့ပရိသတ်တွေရှိအောင်မယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးသွားခဲ့ပြီပို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။